လုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့အာယုဒိယရဲ့တမိုင်းကြောင်ပြပြချင်ပါတယ်အာယုဒိယဆိုရင်တော်တော်များတော့ကျွန်တော်တန်းပြီးတော့မျက်စိတွေမှာပြေးပြီးတော့မြင်ရမှာပေါ့ဒါထိုင်းနိုင်ငံမှာရှိတဲ့အာယုဒိယကိုပြောနေတာပဲဆိုတော့နော်အဲ့ဒီမှာဒီမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဆိုတာနေမိချင်းကလည်းကန့်နေတယ်နောက်ကလက်ရှိမြန်မာနိုင်ငံရဲ့အများပြားလည်းဒီမှာနေထိုင်ကြတဲ့သူတွေလည်းရှိတယ်နောက်ကလာရောက်လေပတ်ကြတဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့ဒီမျိုးကိုသွားလေကြတဲ့သူတွေအများပြားရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့တမိုင်းကြောင်ရကကျွန်တော်နိုင်ငံနဲ့နက်နက်ရှန်ရှန်ယူပတ်သက်ဆက်စပ်မှုရှိနေလို့ပါအဲ့ဒီနေရာ တကယ်တကယ်လက်ရှိချိန်မှာကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့နေရာသွားလိုက်မယ်ဆိုဘာကြည့်စရာရှိလဲဆိုတော့ပုံပုံလေးပြောမယ်ဆိုလို့ရှိရင်တော့တိတ်အများကြီးမရှိပါဘူးတိတိကျကျပုံစံစနစ်တကျကြီးကျန်နေတယ်ဆိုတာမျိုးအများကြီးမရှိတော့တော်တော်များပျက်စီးနေပြီအဲ့ဒါကဘာကြည့်စရာဆိုပြီးဖြစ်နေအဲ့နဲ့ပတ်သက်လို့တမန်ကိုစိတ်ဝင်စားတဲ့သူတွေ library ကြည့်ကြတယ်ကျွန်တော်နိုင်ငံသားကြတော့အဓိကတော့ဆက်ဆက်မှုရှိရလို့ခံစားရတယ်ဆိုပြီးတော့ library ကြည့်တဲ့သူတွေပို့ပြီးတော့များတာပေါ့နော်။နောက်ဒီ Bangkok နဲ့လည်းနေတာလည်းပေါ့တော့ပေါ့နော်။အဲ့တော့လက်ရှိချိန်မှာအဲ့နေရာကျွန်တော်ဘာမှမရှိတဲ့ကျွန်တော်အုပ်အကျိုးတွေပဲရှိရဆိုရင်နေရာတစ်ခုဆိုပေမဲ့ တချင်တော့အဲ့လိုမဟုတ်ပါဘူးအရင်တော့ကျွန်တော်ဥရောပမှာဆိုလို့ရှိရင်ကမ္ဘာတမန်မှာဆိုကျွန်တော်နာမည်ကြီးတဲ့မျိုးတွေဆိုလို့ရှိရင် business မျိုးတွေပေါ့ဆိုနာမည်ကြီးတယ်ဘာလို့ဆိုကုန်သွယ်ရေးရဥရောပမှာတကယ်အချက်ချာကြတဲ့မျိုးအဲ့ဒါကကျွန်တော်ရည်ကြီးမှုတွေဆိုလို့ရှိရင်ပြည်သိနိုင်ငံပါရီမျိုးတွေပေါ့နာမည်ကြီးတယ်ဟောဒီအရှိတ်မှာဆိုလို့ရှိရင်အာယုရိယအဲ့လိုမျိုးတင်စားရတဲ့မျိုးအစင်းလောက်ရှိတာပါတကယ်ကိုအဲ့လိုမျိုးပါအဲ့ဒါကယုတ်တိအားဒါဆိုမျိုးတွေမျိုးလားဆိုမျိုးတွေမျိုးအစင်းမကပါဘူးနှစ်ပေါင်း၄၀၀ကျော်တက်တန်းရှိခဲ့တဲ့မီနီဗီဒီယိုတစ်ခုပါ တော့ဒီမြို့ကို1352ခုနှစ်မှာစတင်တည်ထောင်လိုက်ပြီးတော့1969ခုမှာဒီမြို့ကပြတ်သုံးသွားခဲ့တာပေါ့နော်နှစ်ပေါင်း400ကျော်တက်တန်းတော်တော်လေးကိုရှည်ခဲ့တဲ့တက်တန်းတစ်ခုရှိတယ်လို့ပြောလို့ရအောင်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာခုနှစ်တွေကိုအဲ့လိုမျိုးပြောလိုက်မယ်ဆိုလို့ရှိရင်ဒါသမိုင်းဆောင်မှာဘယ်နေရာကြီးကြီးမြင်ရတဲ့ခုနှစ်တွေပဲပေါ့နော်အဲ့လောက်ကြီးမျက်စိတွေမှာပုံမပေါ်ပေါ့ဟုတ်ပြီအဒီခုနှစ်ဒီခုနှစ်ဆိုအဒီတိုင်းမှထားလိုက်ပါကြောသမိုင်းကြောင်းကိုဒီတိုင်းရဲ့ခုနှစ်ပဲကြည့်မယ်ဆိုလို့ရှိရင်ဘဲကြည့်နေကဘာမှဘာတွေဖြစ်တယ်လဲဆိုတော့မဆက်ဆက်မြို့မဟုတ်ပေါ့အဲ့တော့တက်တက်ဆန်မလားကျုံလုံးလေးပြပြချင်ပါခင်ဗျာ ဒါကမ္ဘာတမိုင်းကျွန်တော်သင်ရတဲ့တမိုင်းနဲ့ဘယ်ချင်းခါလောက်နဲ့တွားပြီးတော့တိုက်ဆိုင်မှုရှိတယ်တူညီမှုရှိဆိုတော့ကျွန်တော်ပြောပြအောင်မယ်ခင်ဗျဟုတ်ပြီအဲ့ဒီမှာ IOD ရဲ့စတင်တည်ထောင်တဲ့နှစ်ပေါ့နော်1950ခုနှစ်ဆိုလို့ရှိရင်ကမ္ဘာမှာဘာဖြစ်တာလဲဆိုတော့အထူးသဖြင့်ဥရောပမှာဆိုလို့ရှိရင်ကျွန်တော်1948 1951အတွင်းဖြစ်သွားတာပလိယောဂအကြီးကြီးပါပလိယောဂဆိုအခုခေတ်မှာဆိုလို့ရှိရင်တော့အကက်ယောဂဆိုတာကြားဘူးရဲဆိုမှအဲ့လောက်ကြီးကြောက်ချင်မှကြောက်မှာပေါ့နော်။ဘာလို့ဆိုတော့တည်တည်ချာတည်တာပလိယောဂဆိုတာဘာကြောင့်ဖြစ်တယ်ဘယ်လိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီချင်တော့အဲ့လိုမဟုတ်ဘူး။ ခဲကိုကြောက်ရက်ကောင်းတဲ့ယောဂါကြီးပါဥရောပမှာလူပေါင်းမြောက်များစွာအသက်ကိုနှုတ်ယူထားတဲ့ယောဂါကြီးပါအဲ့တော့အဲ့ဒီအချိန်ကအာရှဘက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအယုဒိယာကစပြီးတော့တည်ဆောင်လာတယ်ဥရောပမှာကြာတော့ဒီလူတတော်များဒီဆုံးတော့အဖြစ်ပြက်နဲ့တွားပြရတဲ့တိုက်ဆိုင်တဲ့အချင်းတစ်ခုပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျတော့1969ခုနှစ်ပါအဲ့ဒါကတော့ကျွန်တော်မြန်မာပြည်ကဘရင်တော်ကနေပြီးတော့အာယုဒိယကိုချီတက်ပြီးတော့တိုက်ခိုက်ပါတယ်အဲ့ဒီခုနှစ်ကကမ္ဘာသမန်းမဆိုပါလဲဆိုတော့ပထမအဲလိဇဘက်ဘရင်မကြီးအင်္ဂလန်မှာနန်းတက်နေတဲ့အချိန်မှာ ကျွန်ဝီလျံရှိတ်စပီးယားဆိုလို့ရှိရင် အသက်ငယ်ငယ်ကလေးဘဝပဲရှိသေးတာအောင်နော်အဲ့ဒီအချိန်မှာအဲ့တော့ခစ်ကိုလည်းမရှင်းကြည့်လို့ရတာပေါ့နော်နောက်တစ်ခါဒီ1492ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အာယုဒယာတကယ်ဒီဒေတာပတ်ဝန်းကျင်မှာအာတကူဩဇာအာဏာတကယ်မြင့်တက်နေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ရောဘော့မှာကြတော့ကိုလံဘတ်စ်ကနေပြီးတော့အမေရိကတိုက်ကိုရှာဖွေတွေ့ရှိတဲ့အချိန်ပေါ့နော်အဲ့လိုပုံစံမျိုးပါခစ်နှစ်ခုရှင်းကြည့်မယ်ဆိုလို့ရှိရင်နောက်တစ်ခါဒီ1685ခုနှစ်ပေါ့နော်အဲ့ဒါကျတော့ဒီအာယုဒယာကိုပြင်သစ်တန်တမန်တွေကပထမဆုံးရောက်ရှိလာတာပေါ့နော် အဲ့ဒါဘာလဲဆိုတော့အဲ့ဒီအချိန်မှာပြည်သက်နိုင်ငံမှာကျတော့လူကြီး14ပုံနော်သူကဒီဘာဆိုင်နန်းတော်စောင့်နေတဲ့အချိန်မှာဘာဆိုင်နန်းတော်ကိုလူကြီး14ရဲ့စောင့်တယ်။နောက်အဲ့ဒီကဒီပြည်သက်ကနိုင်ငံတွေပြည်သက်နိုင်ငံတွေကအာရှဘက်ကိုရောက်လာပါဘောနော်။ဘက်ကဒီပေါ်တူဂီတွေပေါ့နော်။ပေါ်တူဂီကကျတော့အဓိကတော့ဘာနဲ့လာလဲဆိုတော့ဘာသာရေးနဲ့လာတာပေါ့နော်။ကျတော့အဲ့ဒီအချိန်တော့ပေါ်တူဂီတွေကမလက္ကာတို့ဘာတို့စပြီးတော့တင်းလာတယ်။နောက်ပြီးတော့ဒီအာရှဘက်ကိုကိုလိုနီတွေစပြီးတော့ချဲ့လာပြီပေါ့နော်။အဲ့လိုပဲဒီပေါ်တူဂီကနေပြီးတော့ဘာသာရေးနဲ့ဆိုင်တဲ့ ဘာသာသနာပြုတွေပေါ့နော်အဲ့ဒါလည်းဒီအာယုဒိယကိုရောက်လာတဲ့အချိန်မျိုးပေါ့နော်အဲ့တော့ဒီ1517ခုနှစ်မှာပေါ့နော်နောက်တစ်ခါဒီအာယုဒိယကျဆုံးတဲ့ဒါပြတ်သုံးတဲ့ဒါမြို့ပြတ်သွားတာပေါ့နော်မြန်မာကလာပြီးတိုက်လို့ပေါ့နော်1969မှာပေါ့နော်အဲ့တော့ဆင်ပြူရှင်မင်းပေါ့နော်အဲ့ဒီအချိန်ကျတော့ဒီကမ္ဘာသမိုင်းမှာကျတော့ပေါ့လဲဆိုတော့ ဒီကိုလိုနီနေတွေပေါ့နော်အမေရိကန်ရဲ့ကိုလိုနီနေတွေကသူကလွတ်လပ်ရေးကျင်ညာဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာလွတ်လပ်ရေးကျင်ညာတာတော့ဒီ1896ခုနှစ်မှာကျင်ညာရတာပေါ့နော်အဲ့တော့မတေးမရင်ပေါ့နော်အဲ့တော့အမေရိကန်နိုင်ငံပေါ်လာကန်ဒီအချိန်ပေါ့နော်ဒီအဲ့ဒါမျိုးပေါ့အဲ့တော့တမိုင်းကြောင့်အဲ့လိုမျိုးဆက်ဆက်ပြီးတော့ရှင်ကြည့်မယ်ဆိုလို့ရှိရင်မျက်စိတွေမှာပို့ပြီးတော့မြင်လာပါဘောအရင်တော့ဆိုလို့ရှိရင်တော့တစ်ခုနှစ်တော့ကြာဘူးတယ်မြင်လာရတယ်ဒါပေမဲ့ကမ္ဘာတမိုင်းနဲ့မဆက်ဆက်ဘူးဆိုလို့ရှိရင်ဘယ်ခက်လဲဘယ်ချင်းတော့လဲဆိုတော့ကျော်မျက်စိတွေမှာတိတ်မြင်မှာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးနေနေဆက်ဆက်ပြလာမယ်ဆိုလို့ရှိရင်တော့ဒါကမ္ဘာနဲ့ရှင်တွဲပြီးတော့တည်သွားမယ်လို့ထင်ပါတယ်ခင်ဗျာ ဟုတ်ပြီကျွန်တော်အာယုရတမန်ဆက်ပြီးကြည့်လိုက်ကြပါဘောနော်ဟုတ်ပြီအာယုရတမန်နေဆက်ပြီးအကြံမင်းလေးဘောနော်ဒီနေ့ခစ်ဒီထိုင်းနိုင်ငံအကြောင်းဘောနော်တော်တော်များများလဲဒီထိုင်းနိုင်ငံမှာနေနေတဲ့သူတွေလည်းရှိတယ်နော်ဒီကျောင်းနိုင်ငံနဲ့ကပ်နေတဲ့ကျောင်းတမန်ကျောင်းလဲတီးမီခေါင်းမိမယ်လို့ထင်ပါတယ်ခင်ဗျအဲဒါကြောင့်ကျွန်တော်အကျေချက်ပြီးတော့မပြောတော့ဘူးနော်အဲ့တော့အကြံမင်းလေးပဲကျွန်တော်ပြောပြအောင်မယ်ခင်ဗျဟုတ်ပြီအထက်ကဒီနိုင်ငံကဘောနော်ဒီအာယုရကဘာကောင်းတာလဲဆိုတော့ဒီတီးနေရပါဒီတို့နေပြီးတော့တို့ဒါနေတဲ့နေရာကိုတိဆောက်ထားပုံစံကြည့်လိုက်မယ်ဆိုလို့ရှိရင်တဘာဝပေးရကျွန်တော်မြစ်တွေနဲ့ ဘီနမှာပပလေးဝိုင်းနေတာပါအဲ့ဒါပထမတစ်ချက်ကောင်းတော့သူ့ဘီနမှာလည်းနိုင်ငံကြီးတွေရှိပါတယ်အဲ့နိုင်ငံကြီးတွေနေလဲသူကအဆင်ပြေအောင်ပေါင်းပါတယ်အဲ့တော့ကုံသွေးကြီးအရာတော်တော်လေးကိုသူကပြစ်ထုံးတဲ့နေရာတစ်ခုဖြစ်လာပါတယ်အဓိကတော့သူကဘသူ့ကိုဩဇာခံလဲဆိုတော့အစောပိုင်းမှာတရုတ်ကိုဩဇာခံပါတယ်တရုတ်ရဲ့အဆောက်ရှော့အော့မှာရှေ့လို့ပြောလို့ရအောင်နော်အဲ့ကျင်တော့တရုတ်ကတော့မင်းမင်းဆက်ပေါ့နော်တရုတ်ကအဲ့ကျင်ကနိုင်ငံကြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကတော့သူ့ဘီနမှာရှိတာပါလဲဆိုတော့ ခမာ empire ပေါ့နော်အခုခစ်ဆိုလို့ရှိရင်တော့ cambodia ပေါ့နော်အဲ့ဒီတော့တချိန်လုံးကတော်တော်လေးအခုခစ်နဲ့မတူဘူးပေါ့နော်လုံးဝအင်အားကြီးတဲ့နိုင်ငံတစ်ခုပါပေါ့နော်ကတည်းကအာယုဒယာဆိုလို့ရှိရင်အဲ့ဒီမှာနေတဲ့လူမျိုးတော်တော်များများကျွန်ဟိုဘက်ကနေပြီးတော့ခမာတွေရဲ့ရည်ကြီးမှုကလည်းလွှမ်းမိုးမှုအများကြီးရှိပါတယ်သူတို့ပုံမှာဆက်ဆက်မှုလည်းအများကြီးရှိပါတယ် တော့ရင်ကျင်းမှုရရောဘာသာစကားရရောတိုင်းနာတစ်ခုထိကျွန်ကူတန်ရောင်းဝင်ဆက်ဆက်မှုလည်းအများကြီးရှိနေဟုတ်ကဲ့ဒီဘက်ချမ်းမှာဆိုလဲမြန်မာလည်းအလိုပဲပေါ့နော်အော်မြန်မာဘက်အချမ်းကလည်းတော်တော်လေးသူတို့နဲ့ဆက်ဆက်မှုရှိတယ်နော်တို့ကဒီရှမ်းပြည်နယ်ဘက်ကသူတွေနော်တို့ကဒီမွန်ပြည်နယ်ဘက်ကသူတွေအလိုပဲအတွားလာအဆက်ဆက်တည်းရှိပါအရင်ခေတ်တည်းကသူသူမွန်လူမျိုးတွေဆိုလို့ရှိရင်ကျွန်ဘာသာစကားနော်ရင်ကျင်းမှုတွေအစားထိုင်းနဲ့တော်တော်လေးကိုဆက်ဆက်ပြီးတော့ဘသူကအရင်စတယ်နော်ဘယ်ဘက်ကနေပြီးတော့မြကြားခံလာတယ်ဆိုတော့လက်ရှိချိန်မှာပြောဖို့ခက်တဲ့အခြေအနေ အဲ့လောက်တော့တို့ရောထွေးမှုရှိခဲ့တာဒါပေမဲ့အဲ့ချိန်တော့မြန်မာနဲ့ကပြန်ဘက်ပုံစံမျိုးဖြစ်နေပါတယ်နော်ဒီနေဆက်ဒေတာတွေမှာဆိုလို့ရှိရင်ထိတွေ့မှုတွေကအများကြီးဖြစ်ပါထိတွေ့မှုဆိုတော့အဲ့ချိန်တော့တပန်းတပန်းတိုက်ကြခိုက်ကြအောင်နော်နှစ်ပုံရာနဲ့ချီပြီးတော့တိုက်လာတာပါဒါပေမဲ့တယောက်နဲ့တယောက်နဲ့ကျောမုံလို့လားပြဿနာအထိကဘလို့ကြောင်းအောင်လဲဆိုတော့တကယ်တကယ်ကတော့တည်တည်ချဲ့ချဲ့ခိုင်ခိုင်မာမာဘာကြောင့်ဆိုတာမျိုးမရှိပါဘူးကျောဥရောပမှာဆိုလို့ရှိရင်ပြည်သက်နဲ့အင်္ဂလိပ်ပေါ့နော်နှစ်ပုံရာနဲ့ချီပြီးတော့တိုက်နေတယ်လို့ပဲ ဒီဘက်မှာလည်းတယောက်နဲ့တယောက်အဓိကတော့ဒီနိုင်ငံရေးဩဇာအာဏာလွှမ်းမိုးကိုစူးစမ်းကြတာပေါ့နော်။အဲ့ဒီအခြေအနေကအခုခေတ်ပုံစံနဲ့စဉ်းစားတဲ့ပုံစံနဲ့မတူဘူး။အဲ့တော့အခုခေတ်ဖြစ်နေတဲ့စစ်ပွဲတွေကစစ်ပွဲကအခုချိန်ထိမရသေးဘူးဆိုရင်အဲ့ဒီချိန်တော့ဖြစ်တဲ့စစ်ပွဲနဲ့လုံးဝမတူဘူးပေါ့နော်။အဲ့ဒီမှာကျွန်မြန်မာဘက်ကကြတော့စစ်တိုက်တာကောင်းပါလား။အဲ့ဒီအခြေအနေကနောက်တစ်ခါ ကျွန်တော်ထိုင်းဘက်ကကျတော့တို့လည်းစစ်တပ်တာကောင်းတယ်အဓိကတော့သူကစင်နေပါတော်တော်သုံးတော့ဘောနော်မြန်မာလည်းစင်သုံးနေဆိုမှထိုင်းတော်တော်လေးကိုစင်ကျွမ်းချင်သုံးတော့ပါစစ်ပွဲတွေမောင်းတော့တကတချို့လုပ်ငန်းတွေမောင်းဘောနော်အခုခေတ်ဆိုလို့ကျွန်တော်တစ်ဆွဲရတယ်ပါဘောနော်အဲ့ဒီမှာထိုင်းကဘာတစ်ခုအားသာလဲဆိုတော့တန်တမန်ရေးပါနောက်တကကုံသွေးလို့ဘောနော်တကယ်ကုံသွေးတွေပါတို့တွေကစီးပွားရေးလုပ်တတ်ပါလားအဲ့တော့ဒီအာယုဓယာရောတရုတ်တွေကလာတာစီးပွားရေးသမားတွေလာတာနောက်တကအိန္ဒိယကုံသွေးတွေရောက်လာတာ ပြဿနာဘာမှမရှိပေါ့ကျွန်တော်စီးပွားရေးလုံးနောက်တစ်ခါခုနပေါ်တူဂီယက်ဆိုလို့လို့ရှိရင်ကျွန်တော်သာသနာပြုတွေရောက်လာနေကြနောက်တစ်ခါဂျပန်နေပါလာပါသေးတယ်ဂျပန်ဒီဆာမူရိုင်းနေပေါ့နော်ဒီမှာသူတို့အဖွဲ့အစည်းနဲ့ကိုသူတို့အဲ့ဒီမှာအခြေချပြီးတော့နေကြပါတယ်အဲရွာလိုပုံစံမျိုးလုပ်ပြီးတော့နေတာပေါ့နော်နောက်တစ်ခါပင်တကဆိုလို့ရှိရင်တန်တမန်နေလာအဲ့တော့ဘယ်ရပဲလာလာဒီအနောက်ဘက်ကဘာနဲ့ရောနောက်တစ်ခါဘေးပတ်ဝန်းကျင်နိုင်ငံနေနေရောသူကအဆင်ပြေအောင်အဲ့ဒီချိန်တော့စီးပွားရေးအရလုံနိုင်တဲ့အခြေအနေကိုတွေ့ရတာပါအဲ့ဒီခက်တရားပါသူတို့အဲ့ဒီဘိုင်းတော့ဒါမှမဟုတ် ဒီတိုက်ပွဲတွေကတော့ဗောနော်ဟိုဘက်ကခမာနဲ့ဒီအန်ကောဝတ်တို့ဘာလို့ဆိုတော့တွားပြီးတိုက်လိုက်ပါသေးတယ်နောက်ကအဲ့ချိန်မှာမြော်ဘက်ကဆိုလို့ရှိရင်ဘင်းတော်ခမာဆိုလို့ရှိရင်ဘင်းတော်ဝင်ပြီးတော့တိုက်တယ်ပြန်ပြီးတော့တိုက်ထွက်လိုက်တာဗောနော်တကယ်တကယ်တော့ကျွန်တော်အစိုးမပြောခဲ့သလိုဗောနော်စင်ပြူရှင်မီလက်ထက်ကြမှာပဲကျွန်တော်14လကြာလောက်ဒါတကယ်အချိန်ယူပြီးတော့တိုက်ရတာဗောတော်တော်လေးအချိန်ယူပြီးတော့တိုက်တယ်နောက်ဆုံးဒီမြောက်တွေဘာလဲအစာဖောက်တယ်နောက်ဆုံးမြန်မာရဲ့နိုင်သွားတဲ့အချိန်မှာဒါသူတို့တမိုင်းမှာလည်းပါတော့ဗောနော်မီးရှို့တယ်ဒီမျိုးတစ်ခုလုံးဗောနော်နောက်ဖျားတွေဘာလဲအစာဖျက်ဆီးတယ်မြို့ဖျက်ဆီးလိုက်တာဗောနော်အထီးကတော့ အဲ့ဒါကသူတို့နန်းတော်တွေပါဖြစ်စီရနောက်တမိုးကြီးရဲ့အဖိုးတဲ့ယတနာတွေကိုယူသွားတယ်နောက်တစ်ခါကျော်အရိယာနေပြီးတော့ကျော်လူတွေအမြောက်အများဖမ်းသွားပါတော့လူဆိုစစ်တုံမန်းတွေလည်းပါတယ်နောက်တစ်ခါအဓိကတော့ကကြည်သေးလို့ဟာမျိုးတွေနောက်တစ်ခါဒီပညာရှင်ပညာရှင်ဆိုတော့အဲ့တော့အမှုပညာလက်ရတွေပါတယ်မဆာတော်တော်လေးသူကဥရောပလွှမ်းမိုးမှုလည်းရှိတယ်နောက်တစ်ခါဘေးဘက်ဝင်ခြင်းကမျိုးစုံမို့နော်သူကတကယ်ဆုပ်ယူထားနိုင်ဆိုတာရှိတာပါအဲ့ဒီတော့ပညာရှင်တွေအများကြီးရှိတယ်အဲ့တော့ကျော် မြို့မပြည်မှာမန္တလေးလိုဘာလို့မှဒီဒီဆောက်တဲ့ချိန်မှာနန်းရွေပါဆောက်တဲ့ချိန်မှာအဲ့ဒီဘက်ကနေထိုင်းဘက်ကလာတဲ့ဒါအတက်ပညာတွေရဲ့ဒါတပိုင်းတစားကိုပေါ့နော်အသုံးပြုတာလည်းရှိတယ်ဆိုတော့ပညာရှင်တွေပြောကြတာပေါ့နော်အဲ့တော့ဒီထန်းနေတစင်ကျွန်တော်ရလာတဲ့လက်မှုပညာတွေလည်းအများကြီးရှိရပါအဲ့ဒီအဲ့ဒီအခါတော့ပေါ့နော်ကျွန်တော်နိုင်ငံအဲ့တော့ထိုင်းပညာရှင်တော်များခေါ်ချလာတာအဲ့ဒီမှာအဲ့ဒီမတိုင်ခင်ကဆိုလို့လို့ရှိရင်ဒီဒေတာတကယ်စီးပွားရေးရာအချက်ချာကြတယ်ဖွံ့ဖြိုးတိုးတက်နေရဆိုတာဘာလဲဆိုတော့ကွန်ပျူတာလည်းအများကြီးပါပဲလွတ်လပ်ခွင့်လည်းအများကြီးပေးတာ ဥပမာကျွန်တော်တခြားနေရာတခြားနိုင်ငံတွေကနေတခြားဒေသတွေလာမယ်ဆိုလို့ရှိရင်ဘာသာမတူရတယ်အများကြီးပါပဲကျွန်တော်အစ္စလာမ်ဘာသာကိုကိုယ်ဝယ်တဲ့သူတွေရှိတယ်အဲ့ဒါလက်ခံတာပါလားလက်ရှိချိန်ဒီလဲအစ္စလာမ်ဘာသာကိုကိုယ်ဝယ်တဲ့သူတွေလက်ထိုင်းမှာလည်းအများကြီးရှိတာပေါ့နော်အဲ့ဒါကဟိန္ဒူဆိုလည်းရတယ်နော်တခြားပေါ့နော်တရုတ်နဲ့ပတ်သက်လို့သူတို့ကိုယ်ဝယ်တဲ့ဟာတွေရှိရဆိုလို့ရှိရင်လည်းဘာမှပြဿနာမရှိပေါ့အထူးကတော့ထိုင်းမှာရှိတာကဗုဒ္ဓဘာသာဝင်အများပါတယ်ဒါပေမဲ့တခြားဘာသာဝင်တွေလာမယ်နေမယ်ဆိုလို့လို့ရှိရင်လည်းဘာသာရင်းနဲ့ပတ်သက်လို့သိပြီးတော့အဲ့ဒီချိန်တော့ပြဿနာမရှိဘဲနဲ့အေးချင်းချင်းနေပေါ့နော်အထူးတကွာနေဆိုင်ကနေထူးချောင်းမှုတစ်ခုပေါ့နော်ဟုတ်ပြီ အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့အခုခေတ်အချိန်ထိပေါ့နော်သူသမီးဒီ19ရာစုမှာပေါ့နော်ကပောင်းမှာကိုလိုနီနဲ့အပြိုင်ဆိုင်ပေါ့နော်တင်းလာကြတာသူသမီးဒီအိန္ဒိယဘက်ခြမ်းဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်တရားနဲ့တင်းလာတာနောက်ဆုံးကျွန်တော်မြန်မာနိုင်ငံကိုလည်းတစ်ခုလုံးပေါ့နော်အင်္ဂလိပ်တရားတင်းသွားတာအဲ့တော့တော့တကယ်ဒီ British ဘာမှာပေါ့နော်ဟိုဘက်ကဆိုလို့လို့ရှိရင်ပြင်သစ်ကဆိုအင်ဒိုချိုင်းနာကျွန်းဆိုပေါ့နော်အဲ့တစ်ခုလုံးတင်းလာအဲ့တော့သူတို့နှစ်ခုလုံးကအလဲမှာလာပြီးတော့စုံတွေ့ရနှစ်ယောက်ထိတိုက်တွေ့မဲ့နေရာအတိထိုင်းဖြစ်နေအောင်နော် ထိုင်ကိုပြင်သစ်တရားတိမ်မလားဒါမှမဟုတ်လို့ရှိရင်ဒီဗီရိရှားတွေဘက်ကတိမ်မလားပေါ့နော်ဒါပေမဲ့နှစ်ဘက်လုံးကမတိမ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်တော့ကဒါထိုင်ကတော်တော်လေးကိုကစားတတ်ပါတယ်တန်တမာရရတော်တော်လေးကိုကျွမ်းကျင်နေတယ်လို့ပြောလို့ရပါတယ်နော်ပြင်သစ်ဘက်ကနောက်တစ်ခါဒီဘက်ကအင်္ဂလိပ်ဘက်ကကျွမ်းကျင်နေတဲ့တန်တမာရကစားသွားလို့ဒါလည်းသူကဒါကိုလိုနီလုံးဝမဖြစ်လိုက်ပဲနဲ့ဒီဒေတာမှာပေါ့နော်ထူးထူးခြားခြားကျန်နေတဲ့နေရာတစ်ခုပါအဲ့ဒါတကယ်ကိုကမ္ဘာတော်မှာထူးခြားမှုတစ်ခုပါပဲအဲ့ဒါကလည်း တော့ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ချက်ရှိသေးတာပါလားဆိုတော့ तू อ่ะအဲ့ချိန်မှာသူ့ရဲ့စစ်တပ်ကိုတော်တော်လေးခင်မြောင်တိုးတက်အောင် तू လုံလိုက်ပါပြီနိုင်ငံတွင်းမှာအဲ့ဒီအချိန်တုန်းကလူမှုအဖွဲ့အစည်းတွေပေါ့နော်အရင်ကဆိုလို့လို့ရှိရင်အင်္ဂလိပ်တွေနေချက်တွေပေါ့နော်မသိခင်မှာဆိုလို့ရှိရင်များသောအားဖြင့်နေရာဒေသတွေမှာဘရင်နိုင်ငံလေးတွေများပါတယ်ဘရင်အုပ်ချုပ်ကြတာပေါ့နော်ဒါပေမဲ့ထိုင်းကကျတော့ဘရင်ရှိတယ်ဘရင်စနစ်ကိုမဖျက်သေးဘူးဒါပေမဲ့တစ်ဖက်မှာလည်းနိုင်ငံကိုလုံးဝပြုတ်ပြင်ပြောင်းလဲလိုက်ပါတယ် အချိန်မှာထိုင်တော်တော်လေးကိုပြပြုံနေတယ်အများကြီးလို့လားအဲ့တော့ဥပဒေကြီးရှိတယ်နော်စနစ်တကျရှိတယ်နိုင်ငံဖွဲ့စည်းအုပ်ချုပ်နေတဲ့ပုံစံလုံးအခြေခံနိုင်တဲ့တည်တည်ကျကျတိုးတက်ပြောင်းလဲနေရတဲ့အကြောင်းလုံးဝရဘာကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့အလွယ်တကူသိမ်းမဲ့ဖို့ဆိုမလွယ်ပါဘူးအကြောင်းပြချက်မလွယ်ဘူးဆိုတဲ့အခြေအနေတစ်ခုလည်းရှိရပါဘူးနော်နိုင်ငံလည်းတိုးတက်နေတဲ့နိုင်ငံတစ်ခုပုံစံမျိုးအဲ့ဒီအခြေအနေကလမ်းကြောင်းပေါ်ရောက်လာတဲ့အထက်အဲ့တော့နေချေတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင် သူတို့ဒီနိုင်ငံကိုသိမ်းမဲ့လိုက်တာတဲ့ဒီတိုင်းထားတာပို့ပြီးအဆင်ပြေမယ်ဆိုပြီးတော့ထားခဲ့ကြတာပေါ့နော်နောက်ဆိုဘေးဘုံချင်းနိုင်ငံတွေလွတ်လပ်ရလာဆိုရင်သူကတော့ဒီတိုင်းပဲဆက်ပြီးတော့ရှိနေတာပေါ့နော်အဲ့ဒီမှာဒီအဲ့ဒီအခြေအနေကနေပေါ့နော်ဟုတ်အရင်တမန်အစင်ဆက်ပေါ့နော်ထိုင်းလူမျိုးတွေကျင့်သုံးခဲ့တဲ့ကျောမူဝါဒတွေပေါ့နော်သူစမင်တန်နမရရအခုအချိန်ဒီကိုကဘာပေါ်မှာအဆင်ပြေပြီပေါ့နော်သူကျင့်သုံးနေစေပဲဆိုတာတွေ့ရတာဟုတ်ကဲ့ဗေနိုင်ငံနဲ့မဆိုအဆင်ပြေအောင်ထိုင်းအောင်ပေါင်တဲ့အပိုင်းတွေတွေ့ရတာအမေရိကန်နဲ့ဆိုလို့ရှိရင်ထိုင်းတော်လေးအဆင်ပြေတယ် နော်ဒါကတယုံနဲ့ဆိုလို့ရှင်လဲအစင်ပြောင်းပေါင်းနေတယ်ပေါ့နော်အဲ့ဒါတော့ဒါကြီးကျယ်စားတစ်ခုပေါ့နော်သူ့မှာလဲအာနေချက်တွေနော်ဒါကကျွန်တော်သူသမစစ်တက်ကအချင်းချင်းအာနာသိန်းနာတွေနော်ဒါကနိုင်ငံကြီးရဲ့လှုပ်ခတ်မှုတွေရှိခဲ့သေးတယ်ဆိုပေမဲ့ကျောင်းနိုင်ငံနဲ့ရှင်မယ်ဆိုလို့ရှင်တော့ပုံမှန်လေးပြောမယ်ဆိုလို့ရှင်တော့အများကြီးအားတာတယ်နော်ဒါကထိုင်းစီယာနဲ့ကျွန်တော်တင်ရမယ်အချက်လက်တွေလည်းအများကြီးရှိရပါတကယ်ရတော့အဲ့တော့ထိုင်းလူမျိုးတော်တယ်မြန်မာလူမျိုးတော်တယ်ဆိုတာမျိုးမဟုတ်ပဲねကျောဒီထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေကနေပြီးတော့သင်ယူကြရတယ်အများကြီးပေါ့နော်အဲ့ဒီမှာကျောခုနကတမန်ကျော်လေးနဲ့ပြတ်တော်တော့ပြန်ပြီးတော့ပြပြကျင်တာပါလို့ဆိုတော့ ဟုတ်ပြီအဲ့ဒီမှာမြမားနေပြီးတော့စင်ပြူရှင်မင်းပေါ့နော်အဲတိုက်လိုက်တဲ့ကြောင့်ဒီမျိုးကအာယုဒိယလုံးဝပျက်စီးသွားပြီပြက်သုံးသွားပြီအဲ့ဒီအချိန်မှာနာမည်ကြီးတယောက်ပေါ်လာပါအဲ့ဒါတက်ဆင်ဆိုတာပေါ့နော်သူကနေပြီးတော့ပြန်ပြီးတော့ဖွဲ့စည်းပြီးတော့ဒီနိုင်ငံအစ်စ်ကိုပြန်ပြီးတော့ထူထောင်ပါတယ်အဲ့တော့မျိုးတော်ကတွန်ဘူရီပေါ့နော်နောက်ပိုင်းဒီဘန်ကောက်ကိုပြောင်းလိုက်တာပေါ့နော်အဲ့တော့အဲ့ဒီမင်းဆက်ကဒါလက်ရှိအချိန်ထိရှိနေတော့မှာပေါ့နော်သူကရာမမင်းဆက်လို့ခေါ်ပါပေါ့နော်အဲ့တော့ဒီမှာနေရစီလို့ဆိုလို့ရှိရင်တော့အတန်တော်တွေပါတယ်အစားပို့ပြီးတော့တည်မှာပေါ့နော်အဲ့တော့ ီဌာနငယ်တမိုင်းကြောင်းပေါ့နော်ဒါတော့အကြမ်းမင်းလေးပါစိတ်ဝင်စားကြလဲကောင်းတယ်တော်တော်များများသိရှိပြီးသားပဲဆိုပေမဲ့ဒါတက်လက်ဆိုင်ပေါ့နော်အချိန်ကာလကျွန်တော်ထိုင်းနဲ့မြန်မာနဲ့ဆက်ဆက်မှုတွေအများကြီးရှိတယ်ကျွန်တော်ပြောပြတာပါခင်ဗျအဲ့ဒီမှာကျွန်တော်အစိုးရမှပြောခဲ့တဲ့အရေးကြီးတဲ့တစ်ချက်ကပါလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံဆိုတာနေမချင်းကပ်နေတယ်တမိုင်းကြောင်းများဆက်ဆက်မှုရှိတယ်အဲ့ဒီမှာကျွန်တော် တမိုင်းစင်လာရကျွန်တော်နှစ်နိုင်ငံရန်သူတွေလားဆိုတော့ရန်သူမဟုတ်ပါအဲ့တော့နားလေသားစီခြင်းပါဟုတ်တယ်တစ်ချိန်တုန်းကစစ်ဖြစ်ခဲ့တယ်တစ်ချိန်တုန်းကအကြီးကျယ်အပြန့်အလန်းနှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြတယ်စစ်ပွဲဆိုတာမရေမတော့နိုင်အောင်ဖြစ်ခဲ့တယ် ဒါပေမဲ့အဲ့အတိတ်တုန်းကပေါ့နော်အဲ့တုန်းကဘာဖြစ်လို့ဖြစ်လဲဆိုတော့တကယ်တကယ်အဲ့ဒီချိန်တော့ကဘာမှာဆစ်ဖြစ်တယ်ဆိုတော့မဆန်းပါဘူးအခုခစ်တဲ့လူအဖွဲ့အစည်းပေါ့နော်အဲ့လိုပုံစံမဟုတ်ပေါ့အားလုံးကအဲ့ဒီချိန်တော့ဘေးပတ်ဝန်းကျင်နိုင်ငံပတ်ဝန်းကျင်နဲ့ကိုကနိုင်မထင်နေဆိုလို့လို့ရှိရင်ဘေးပတ်ဝန်းကျင်နိုင်ငံကိုတိုက်တယ်အဲ့တော့ကိုဩဇာခံလားကိုလက်ဆောင်ပဏာတွေဆက်တာလားဩဇာမခံဘူးအဲ့ဒါဆိုလို့ရှိရင်အချိန်ကြီးကြီးတိုက်တယ်ဟုတ်ပြီငါတို့ကနိုင်မလားနိုင်မယ်ဆိုလို့ရှိရင်ဝင်ပြီးတိုက်အဲ့ဒီခစ်တော့အဲ့လိုပုံစံပေါ့နော်အဲ့တော့ တောင်းနေတယောက်ကျော်ရန်သူလူမျိုးတွေမဟုတ်나ကြီးစရာအချက်လက်တွေနောက်တစ်ခါအတချင်းတော့ငါတို့ဘာလုပ်ခဲ့တာငါတို့ဘယ်လိုခံခဲ့ရအဲ့လိုမျိုးမရှိပါဘူးအဲ့လိုမတွေးစေချင်ပါဘူးအဲ့လိုမျိုးတွေးတဲ့အတွေးရှိတယ်ဆိုလို့ရှိရင်ဒါကတော့ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီတွေးတွေမိသားအပေါ်ပြီးတော့ကောင်းတော့ဘောနော်အဲ့တော့ဟိုရင်တော့တိုက်ခဲ့ဖို့တည်းမှန်နေဆိုပေမဲ့အဲ့ဒါတမိုင်းချောင်းအရာအဲ့ဒီခအဲ့ဒီအခါတော့ကဘာမှာဖြစ်လိဖြစ်စရာရှိတဲ့အရာပဲရန်သူတွေမဟုတ်ကြအောင်အဲ့တော့တကယ်တကယ်ကျော်ရန်သူတမိုင်းဆိုတာပုံလို့ဆိုလို့ရှိရင်တမိုင်းတစ်ခုအတူရှင်တွဲပြီးတော့ပိုင်ဆိုင်နေနောက်တစ်ခါဆက်ဆက်မှုရအများကြီးရှိတဲ့လူမျိုးနှစ်ခုနောက်တစ်ခါ နိုင်ငံတစ်ခုဆိုလို့လို့ရှိရင်အဲ့လိုအမြင်ရှိမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါခင်ဗျအဲ့လိုလဲသဘောထားစေချင်ပါတယ်ခင်ဗျအဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ကျွန်တော်ကျွန်တော်ဘက်ကတောင်းဆိုချင်တာကတော့ဒီထိုင်းကြောင်းတီးတဲ့သူတွေပေါ့နော်ထိုင်းမှာနေတဲ့သူတွေမြန်မာအများကြီးရှိတယ်အဲ့တော့တေချာတော့ကျွန်တော်တက်ဆန်ပို့ပြီးတော့အများကြီးတီးမှာပေါ့နော်လက်တွေ့ကြုံရဆုံရတာအဲ့တော့နော်အထိုင်းကတော့ဘယ်ချက်ကိုတော့သဘောကျတယ်ဘယ်ချက်ကိုတော့သဘောမကျပါဘူးနော်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့တီးတဲ့သူတွေကတစ်ချက်လောက်စီရေးပေးမယ်ဆိုလို့လို့ရှိရင်တော့ဂျေဆုတင်ပါခင်ဗျဘီလိုအစွန်ကြီးပြေးလို့ကျွန်တော်ဂျေဆုတင်ပါကျွန်တော်နောက်ဘူးလိုမျိုးပဲလဲဆိုလို့ရတာပါ